ဒီတက်တူဒီရလေးချိုးတယ်တိတာစားကြည့်တယ်မှာဒီနေ့ကတော့ဖြိုကတက်တူဒီလေးပေါ်ပြီးမို့တက်တူဒီပစွန်ကျော်လေးရဲ့ခွဲသည့်ချိုးချက်လေးရဲ့ချက်ပြီးတော့ထမင်းမမေးစားပြမလို့ပါဖြိုရပြလို့လေးအဆုံးထိကြည့်ပေးကြပါအောင်ရှင်ခွဲသည့်အချိုးချက်လေးထည့်ပါမယ်ချင်းဆက်လေးပေါ့နော် င်လာပါရှင်ဖျော်ပေးရှန်နေပြန်လဲကျူစလိုက်ပါရယ်ဒီနေ့ကဖျိုးပိုင်းရင်းလေးတွေချက်စားမလဲဆိုတော့ဖျိုးတို့ဘက်မှာတက်တူတီပေါ်ပြီးပေါ့နော်အဲ့ဒါနဲ့ဖျိုးအပင်အောင်မှာကိုရန်တက်ကောက်ခဲ့ပါတယ်ပဇွန်နဲ့တွဲပြီးတော့ဒီမှာကြောစားပါမယ်ပြီးရင်တော့ဒါကခဝဲတီပေါ့နော်ခဝဲသီးကိုကြတော့ဖြိုးကြာဇန်လေးနဲ့ဟင်းချိုလေးချက်ပါမယ်။ကဲအဲ့ဆိုလို့ရှင်စပြီးတော့လုံးလိုက်ကြရအောင်နော်။ဒါကတော့အရင်ဆုံးတက်တူသီးလေးကိုဖြိုးကလေအလဲအသားလေးတွေထုတ်လိုက်မှာပေါ့နော်။ကဲဒီဒါကကြတော့လေအထဲမှတွေ့လား။ဒီအထဲကအစ်စီလေးကစလို့ရတယ်။ဒါကြောင့်နည်းနည်းပုတ်နေတာပေါ့နော်။ပြုတ်ကြတဲ့ထန်ကြောင့်ဒါကိုဖြိုးကဖယ်လိုက်ပါမယ်။ ကဲအစစ်လေးလေးဖယ်ပြီးပြီဆိုရင်တော့ဖြိုးတို့ကဒီအသားလေးတွေပေါ့နော်ဒါပြုတ်ပေးပါမယ်မပြုတ်ခင်ဖြိုးအကုန်လုံးလုံးလိုက်အောင်မယ်ဒီအတွက်တို့ဒီကလေးချိုးတယ်တိတာအထဲကအဆန်ကြီးကလေးစားကြည့်လိုက်အောင်စားကြအောင်စားကြည့်လိုက်ပါอืมချိုးနေပါကဲဟင်းစားချက်လိုက်ပါအောင်မယ်ကဲပြီးွားရင်တော့ဒီတက်တူဒီလေးတို့ဖြူဝပြုတ်ပေးနေမှာပေါ့နော်ကျုပ်တဲ့ခါကြလို့ရှိရင်လေဖြူဝစားလေးနည်းနည်းထည့်မယ်နော် ကဲအခုဆိုရင်ပြုတ်ထားတာလေးရပြီဆိုတော့ဖြိုးချလိုက်ပါတော့မယ်ဒီပြုတ်ထားတဲ့တက်တူဒီလေးတွေကို ဖြိုးစပြီးတော့ထောင်းမိပါမယ်။ကဲဂူလိုလေးတွေညှက်လာပြီဆိုလို့ရှိရင်တော့ဖြိုးလိုစကြော်လို့ရပြီပေါ့နော်။ကဲဂူကတော့တက်တူဒီစကြော်ဖို့အတွက်အိုရဲကိုစီထည့်လိုက်ပါမယ်။ စစ်ပူလာပြီဆိုတော့ဖြိုးကကြိတ်ထားတဲ့ကျသုံးဖြူမီလေးတွေထည့်လိုက်ပါမယ်။ပြီးရင်စနွေးမုတ်လေးနည်းနည်းထည့်ပါမယ်။ကဲအယောင်လေးလောက်အောင်လို့အယောင်တင်မုတ်လေးပါနှစ်ဆုံးလောက်ထည့်လိုက်မယ်။ပြီးရင်တော့ဒါငရုတ်ဒီကြမ်းဘတ်ပေါ့နော်။နည်းနည်းဆက်ဆက်လေးစားချင်လို့ဖြိုးကအကြမ်းဘတ်လေးပါထည့်လိုက်ပါရစေ။တို့တို့ဒီကချင်းတဲ့အတွက်ကြောင့်မလို့စဉ်းစားငပိလေးပါထည့်ပေးပါပေါ့နော်။ ကဲပြီးွားရင်ခုနကပြုတ်ပြီးတော့ထောင်းထားတယ်ဒါတက်တိုဒီလေးတွေထည့်ပေးပါမယ်ဒီလေးနဲ့နဲ့ထည့်လိုက်မယ်ကဲပြီးရင်တော့ဖြူကအရသာအတွက်အိုစာကြီးရွှေစုံရှင်းခတ်မုတ်လေးတစ်စုံထည့်မှာပေါ့နော်တစ်စုံကကြတော့နည်းနည်းမဟုတ်ဘူးတစ်စုံမမောက်လေးထည့်ပေးပါမယ်ပြောလို့ရှိရင်စဉ်းစားငပိလဲထည့်ရတယ်ဆိုတော့လေပြီးမှအရသာမြည်ကြည့်ပြီးမှပဲစားလေးလူတို့ပို့ချောထည့်မှာပေါ့နော်။ကဲအခုနူလာပြီဆိုရင်တော့မဖြိုးပစုံလေးတွေထည့်ပါမယ်။ အခုဖြိုးသုံးသွားတယ်ဒီအိုစာကြီးရွှေစုံဟင်းခတ်မုတ်ကလေ तू ကအရသာအချို့တိလာပြောင်းမှုကနေပဲအဓိကထားပြီးတော့ထုတ်လုပ်ထားတာဆိုတော့လေဒါတသက်လွတ်စားခြင်းတဲ့လူတွေအတွက်ဆိုရှင်ဒီဟင်းခတ်မုတ်ကိုအသုံးပြုလို့ရတယ်နော်ပြီးရင် तू ကကြတော့ FDA SME HALA certificate ကတည်းအားလုံးမရထားပြီးပြီဆိုတော့လူမျိုးဘာသာမျိုးရေးစိတ်ချစွာအသုံးပြုလို့ရတယ်နော်ရှယ်ပဲမှုင်းနေရောပဲကြယ်ကူဆိုလို့ရှင်နော်ဖြိုးရဲဒါအရန်စားလို့ကောင်းတဲ့တွတ်တို့ဒီပစွန်ကြော်လေးရသွားပါပြီကဲကူကတော့ခွဲသည့်အချိုချက်အလှဲ့ပေါ့နော်ချက်လိုက်ပါဦးမယ် ကယ်အိုးရဲကိုစီလေးနည်းနည်းထည့်ပါမယ်စီပူလာပြီဆိုရင်တော့ထောင်းထားတဲ့တက်တုံချူနဲ့ဆင်းရဲမုတ်လေးထည့်ပါမယ်ကဲပြီးရင်တော့ခပွဲသီးလေးတွေထည့်လိုက်ပါမယ်ကဲပြီးရင်ရေထည့်ပါမယ်ပြီးရင်အရသာအတွက်ရှေဆုံးဟင်းခတ်မုတ်လေးတစ်စုံထည့်ပါမယ်။ပြီးရင်စားလျားတစ်စုံထည့်ပါမယ်။ ကဲပြီးရင်သူတို့တွေကိုနူအောင်လို့ဖြိုးအုပ်ထားလိုက်မယ်ကဲဆူလာပြီဆိုတော့ဖြိုးကကြာစံလေးထည့်ပါမယ်ကဲကြာစံလေးနူးသွားပြီဆိုတော့ဖြိုးတို့ကြအုပ်တလုံးကိုခလောက်ပြီးတော့ထည့်ပြီးလိုက်ပါမယ်ကဲခုဆိုလို့ရှိရင်တော့ဖြိုးရဲ့ခွဲသီးဟင်းအချိုချက်လေးရသွားပါပြီ ဲအခုဆိုလို့ရှိရင်တော့ဖြိုကငပိတိုးစရာမပါဘဲနဲ့ထမင်းမိတ်စီဖို့အတွက်ဒါတစ်တို့ဒီပစွန်ကြော်လေးရဲ့ခဝဲသီးချိုချက်လေးရဲ့ချက်ပြီးတော့ထမင်းစားပါတော့မယ်။ကဲခဝဲသီးအချိုချက်လေးထည့်ပါမယ်။ဟာရှင်းပဲ။ဒါကြတော့ချင်ဆက်လေးပေါ့နော်။ကဲစားနေပါတော့မယ်။ပူပူလေး။ကဲဖြိုဖူလေးတွေကျွေးပါမယ်။တစ်တို့ဒီကြော်လေးနဲ့။စားကြပါအောင်ရှင်။ ဖြိုးရစားပါတော့မယ်嗯，高牛呗。အကူကလေညတူကအရန်ပူတော့အခုလိုစီပေါ်ကြီးပေါ်လေးအချင်းလေးချက်စားအရန်ထမင်းစားမယ်နဲ့ ဆိုအခွန်ခွာလိုက်မယ်ကောင်းလို့ပဲပူပူလေးဆိုတော့လေဟင်းကြီးကချိုချိုလေးနဲ့ တို့ဒီကြွားချင်းချင်းလေးနဲ့မိုက်ရော ကောင်းမျိုးပဲငါပြည့်လို့ရမှာပါပဲနဲ့လေအခုလိုလေးစားလဲအရန်ထမင်းမိန်နေသေးတယ် 花呢？乖了。啊，差高了没牛呗？突然很不耐啊！ လုံးဝထိမိပြီးစားကောင်းနေတာတော့ဒီအိုစာကြီးရွှေစုံဟင်းခတ်မဟုတ်ကြပါဘယ်နော်။သူကကြတော့လေတတက်လွတ်လည်ဖြစ်တယ်ပြီးလို့ရှိရင် FDA တို့ SME ပြီးလို့ရှိရင် HALA certificate ကတ်တွေရထားတဲ့အပြင်ကိုမြန်မာနိုင်ငံနဲ့ဂျပန်စာတောက်ပညာရှင်တွေကနေပြီးတော့ပူးပေါင်းပြီးတော့နိုင်ငံတကာအဆင့်မီထုတ်လုပ်ထားတဲ့အတွက်ကြောင့်အရေးသေးရယ်စိတ်ချစွာသုံးပြီးလို့ရရဲ့လူမျိုးဘာသာမျိုးရေးစားသုံးလို့ရတာပေါ့နော်။ကဲကူကတော့ဖြိုးဒီမှာပဲရက်လိုက်ပါတော့မယ်။ဖြိုးလို့ထမင်းစားမင်းကျင်နေဆိုလို့ရှိရင်တော့ live ပဲချက်စားကြည့်ကြအောင်နော်။နောက်တော့လည်းကြာလို့ရှိရင်ဖြိုးဘာတွေချက်ပြပြီးတော့ဘာတွေစားပြအောင်မလဲဆိုတော့ဆက်လက်ဆက်မှကြည့်ရှုဝေးကြပါအောင်ရှင်။တတား။